မမင်္ဂလာပါညီကိုတို့နေကောင်းချမ်းမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်၅ပွဲရှိပါတယ်။ Italy Series 3ပွဲ၊ England Premier League စပါးနဲ့ Forest ပြီးတော့ကျွန်တော် Spain La Liga ဂျီနိုအာနဲ့ Betis ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်။ဒီနေ့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကက်ကရီယာရီအသင်းနဲ့ Fiorentina တို့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးမယ်။ဒီပွဲစဉ်မှာအဝေးဝင်အသင်း Fiorentina 11:20ရှုံးနဲ့ဂိုးပေါင်းကြီးက9:50ရှုံးဆိုမှစတင်ကြီးတွေပေးထားတာတွေ့ရတယ်ပေါ့နော်။ ဇေယအနေထားကိုကြည့်မယ်ဆိုရင်ဖီရင်တီနာနဲ့ကက်ကရီယာတွေကတော့တာအားအဆင့်ညင်တာအကွာနေတာတွေ့ရတယ်ပေါ့နော်ကက်ကရီယာတွေကတော့အဆင့်15မှာရှိတယ်30မှာဖီရင်တီနာကတော့အဆင့်10မှာရှိတယ်53မှာပေါ့နော်ဒါကက်ကရီယာတွေအတင်းအသန်းဆုံးတော့မလွတ်သေးဘူးပေါ့နော်သူ့အောက်မှာပါမာလက်ချီဗနက်စီယာအမ်ပူလီဆိုမှအဆင့်ဆင့်ရှိတာတွေ့ရတယ်ပေါ့နော်25မှာ26မှာ28မှာဆိုမှအတိအကျရှိတယ်ပေါ့နော်ဒီနဲ့တင်းရဲ့ပထမအကြော်တော့ကတော့ဒါဖီရင်တီနာကွင်းမှာ 1ဇီဆိုရရလာနဲ့ဖီရင်တီနာနိုင်ခါတွေ့ရတယ်။လက်ရှိကကရီယာရီအသင်းရဲ့ကာရာဖောင်၅ဘွဲကိုချိန်မဆွဲအင်ဝင်ပွဲစဉ်လေးတွေမှာတော့ဒီအသင်းကကောင်းပါတယ်နော်။လောက်ဒီညနဲ့ထဲမှာတော့ညတော့ညနဲ့ဆိုမှလည်းဂူတွင်းအားလေးရှိတယ်ကိုပြောချင်တာပေါ့နော်။ဂျီနိုအာ11နဲ့မွန်ဇာ3ဇီပေါ့နော်။အင်ဝင်ပွဲစဉ်လေးတွေမှာတော့မဆိုးပါဘူးဆော့တဲ့အားလေးပေါ့နော်။အဝေးကွင်းရအောင်နော်သူကနည်းနည်းကြောင်တယ်ပေါ့ချတယ်ပေါ့ဗျာ။ ဖီယိုရင်တီနာကိုကြည့်မှဆိုရင်ဖီယိုရင်တီနာရဲ့အဝေးဝင်းဖောင်ကြည့်မှဆိုရင်သူလည်းအဝေးဝင်းမှာအဲ့လောက်ကြီးကောင်းတဲ့အတင်တင်းထဲမှာတော့မပါဘူးဘောနောနောက်ဆုံး၄ဘောဆိုသူတို့လည်းနိုင်ပွဲပျောက်ထားတယ်ဘောနောရှောင်းထားတာကတော့ Inter Milan 2-1ရှိမယ်ဘီရိုနာ1-0ရှိမယ်ဘောနော Napoli 2-1ဒါမှမဟုတ်တကယ်အသင်းကြီးတွေတွေ့ထားတာဘောနော AC Milan 2-2ဆိုမှဆော့ထားဘောနောဒီအသင်းကတော့ကျွန်တော်တို့ဒါ Europa Conference League ကို semi final လဲတက်ထားတဲ့အသင်းတင်းဖြစ်တယ်ဘောနော ဆိုတော့ဒီနှစ်သင်းရဲ့ကျွန်တော် head to head အနေထားကိုကြည့်မယ်ဆိုရင်ဒါအများရန် Fiorentina ကဒီအသင်းနဲ့တွေ့တိုင်းအများရန်အသာသီးရတယ်အများရန်အနံ့ရထားတာတွေ့ရတယ်ပေါ့နော်ဒါအိမ်ဝင်ဝဲစင်မှာဆိုတော့သူက1-0ရလာနဲ့နိုင်ထားတယ်တည်ဆိုတာတပွဲပဲရှိရပေါ့နော်1-1ကျဘူးတဲ့တပွဲတင်နောက်ဆုံးတွေ့ရတာ9ချိန်ပါပေါ့နော်ဆိုတော့ဒီနှစ်သင်းရဲ့ကျွန်တော်နိုင်ဂျီယာနှောင်းကိုတွက်ထားတာတော့ ကကရိယာရဲ့အသင်းက32ရာခိုင်နှုန်းဆိုမှတွက်ထားတာတွေ့ရတယ်။ပြီးတော့ကျွန်တော်ဒါဖီယိုရင်တီနာကတော့40ရာခိုင်နှုန်းပေါ့နော်။တိတ်မကွာဘူး။တရီကတော့ကျွန်တော်တို့32ရာခိုင်နှုန်းဆိုမှတွက်ထားတာတွေ့ရတယ်ပေါ့နော်။ဒီ post to os ကိုချိန်မှဆိုရင်ဒါကကရိယာရဲ့အနိုင်ကို3ဆခွဲ၊တရီကို3ဆခွဲ၊ဖီယိုရင်တီနာအနိုင်ကို2ဆခွဲပေးထားတာတွေ့ရတယ်ပေါ့နော်။ အမေနဲ့90အတော်တည်းမှာဖြစ်မဲ့ဂိုးပေါင်းကြီးကအနည်းဆုံးကျွန်တော်တို့နှလုံးနဲ့သုံးလုံးကြားထဲမှာပေါ့နော်နှလုံးမဟုတ်ရင်သုံးလုံးထိတော့ရောက်ပါမယ်ဆိုတော့ခြေဥဖွင့်ထားပါတယ်။ဒါကကရိယာတွေအတင်းကတော့တစ်လုံးလောက်တော့တွင်းသွားနိုင်တယ်ဆိုတော့ခြေဥဖွင့်ထားတယ်။ဒါကျွန်တော်တို့ဒါဖီယိုရင်တီနာကလည်းအနည်းဆုံးတစ်လုံးလောက်တော့ရမယ်ဆိုတော့ခြေဥဖွင့်ထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ကနှလုံး90ရှုံးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကဒီပွဲစဉ်မှာကျွန်တော်အတိအကျကျွန်တော်ကြည့်ထားတာကတော့ဒီပွဲစဉ်မှာကကရိယာတွေကဘလို့မဆိုတက်ရည် တမတ်တော့မွေအနိုင်ခံဖို့တော့လိုအပ်မယ်ပေါ့နော်သူလက်တန်းဆောင်ဇာတ်ထဲမှာရှိရဆိုတော့တနိုင်ဖို့တော့မလွယ်လောက်ဘူးထင်မနော်ဖီရင်တီနာတိုက်စစ်တာတော်တော်လေးကောင်းတယ်ပေါ့ဗျာအကကရီယာရီအတင်းအတရေတမတ်တော့ရယူသွားမလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဒီပွဲနဲ့ဝမ်းဝမ်းနဲ့ပြီးမယ်လို့ပဲထင်တယ်ပေါ့နော်ကျွန်တော်ဘော်ဒီမှာအင်ရှင်ကကရီယာရီခြိုက်တဲ့ပင်ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်နော်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်ဂျီနိုအာနဲ့လာဇီယိုတို့ပွဲစဉ်ဖြစ်ပါတယ် ဒါဂျီနိုဝါဆိုတာအိမ်ခွဲမှာတော်တော်လေးမာတဲ့အတင်းတင်းထဲမှာပါတယ်ဗောနော်ခုနောက်ပိုင်းတော်တော်လေးကောင်းတယ်ဒီနှစ်တင်းရဖွင့်ထားတဲ့ပေါက်ကျေးကိုကြည့်မှဆိုရင်အဝေးခွင်အတင်းဖြစ်တဲ့လာဇီဝါ level 40ရှုံနဲ့ဘူပေါင်းနှလုံး30ရှုံဆိုမှစတင်ကြီးတွေပေးထားတယ်ဗောနော်ဒါဂျီနိုဝါကတော့36မှတ်လည်းရထားပြီဆိုတော့တန်းစင်းစရာတော့မရှိတော့ဖြစ်သွားပြီဗောနော်ဒါစီကိုအတင်းကတော့ဒါကျွန်တော်ယူရိုပါကွန်ဖရင့်လစ်ယူရိုပါလစ်ဒါဝင်ဝင်တနေရအတွက်ဘောနော်သူတို့ရဲ့အဆင့်တန်းတစ်ခုနဲ့ဆိုရင် အရောက်ဖို့လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ကလည်းယူရိုပါလိကနဲ့အခုကျွန်တော်ဘော်ဒိုကလင်းလိုအသင်းကိုပေါ့နော်ဒါရှုံးခဲ့တယ်ပေါ့ဗျာအဆုံးဖြတ်ဂိုးတွေနဲ့ရှုံးခဲ့တယ်ပေါ့ဗျာပယ်နတီအဆုံးဖြတ်ဂိုးတွေနဲ့ကျွန်တော်ရှုံးထားတာတွေ့ရတယ်ပေါ့ဗျာဆိုလက်ရှိဒီနေ့တင်းရဲ့ပထမအကြော်တော်ကဆော့ခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်လာစီယိုအသင်းက3-0ဆိုပဲရလနဲ့ဒါပေါ့နော်အပြတ်အနံ့ရထားတာတွေ့ရတယ်တွေ့ရအင်ဝင်ပွဲမှာပေါ့နော် လက်ရှိကျွန်တော်ဒါဂျီနိုအသင်းရဲ့အင်္ဂွန်ကာရာဖောင်ကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲသက်လုံးဝမရှုံးထားဘူးအဲ့ဒီ6ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ၄ပွဲတိတိတောင်ကလင်းရှေ့ရထားဒီကလင်းရှေ့ရထားတဲ့အသင်းတွေကတော့ပါမမွန်ဇာဗနက်စီယာဦးဒီနဲ့ဆိုတဲ့အသင်းတွေပါတာပေါ့နော်အသင်းကြီးတွေတော့မပါဘူးဆိုမှလည်းဒီလိုဆော့ထားနိုင်တယ်ဆိုတာလည်းအရေးချင်မဟုတ်ဘူးပေါ့နော်လာစီယောအသင်းရဲ့လက်ရှိအဝေးခွင့်ကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်သူကလည်း တုံးပွဲနိုင်တပွဲသေးရတပွဲရှုံးထားတယ်ဗောနော်ဒါနိုင်လာတော့ကက်ကရီယာတွေ2-1ရှိမယ်မီလန်2-1ရှိမယ်ဗောနော်အတလန်တာ1-0ဆိုတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဗောနော်တော်တော်လေးကောင်းတဲ့ထဲမှာပါပါတယ်ပွဲစဉ်မှာတော့ကျွန်တော်တို့ဒါနိုင်ဂျီးယားနှုန်းတွက်ထားတာကတော့ဂျီနိုအာအတင်းက30ရာခိုင်နှုန်းဗောနော်30ရာခိုင်နှုန်းဖြစ်တယ်ဗောနော်ဒါလာဇီယိုအတင်းကတော့44ရာခိုင်နှုန်းနိုင်ဂျီးယားနှုန်းဗောနော် တရေချနိုင်တဲ့ရာခိုင်နှုန်းကလည်း30ရာခိုင်နှုန်းလောက်ရှိရပေါ့နော်လာစီယိုအတင်းကတော့ဒါ10ရာခိုင်နှုန်းပေါ့နော်14ရာခိုင်နှုန်းလောက်သူကပေါ့နော်နည်းနည်းတာနေတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုလာစီယိုအတင်းကတော့ဒီအတင်းဒီနှစ်တင်းရကျွန်တော်တို့ဒါ head to head ပွဲစဉ်လေးတွေကိုကြည့်မယ်ဆိုရင်ဒါဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်ဒါလာစီယိုအတင်းကကြီးပဲကျွန်တော်တို့ဒါ6ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော်တစ်ချိန်ကတော့ဂျီနိုကအတင်းနိုင်ထားတာတွေ့ရတယ်ပေါ့နော် once to off ပေါ့နော်ဒါ minute 60တော်တဲ့မှာ ကျွန်တော်အတင်းက3ဆကွယ်တရေကို3ဆလမ်းစီကိုအတင်းကိုကျွန်တော်2ဆခွဲလောက်ပေးထားတာတော့တွေ့ရတာပေါ့နော်ဒါမင်းနဲ့60အတွက်မှအနည်းဆုံး3လောက်ထိတော့ရောက်သွားနိုင်တယ်ဆိုတော့ခြေတော့ဖွင့်ထားပါတယ်ပြီးလို့ရှိရင်ဒါကျွန်တော်ဂျီနိုအတင်းကတလုံးလောက်ရပြီမှာလမ်းစီကိုအတင်းကအနည်းဆုံး2လောက်တော့ရပါမယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော် level 40ရှုံး level 40ရှုံးပေါ့နော်ဒါလက်ရှိကျွန်တော်ကြည့်မှာဆိုရင်ဂျီနိုအတင်းကလည်းတော်တော်လေးပေါ့နော် ခြေစွမ်းပိုင်းမှာငြိမ်နေတဲ့အတင်းတင်းထဲမှာပါနေရပါတော့။ဒါအိမ်ခွင်းမှာဖြစ်ဖြစ်အဝေးခွင်းမှာဖြစ်ဖြစ်တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်။လာဗီယိုလွယ်တော့မလွယ်ဘူးပေါ့နော်။ဒါပေမဲ့လာဗီယိုကဒါနိုင်ဖို့ပေါ့နော်။ဒါလုံးဝလိုအပ်တယ်ပေါ့နော်။နိုင်ဖို့တော့လိုအပ်တယ် risk ကတော့နည်းနည်းများမယ်ပေါ့နော်။ကျွန်တော်ဒီပွဲစဉ်မှာအဓိကပေါ့နော်။ဒါကျွန်တော်2မျိုးပြောမယ်ပေါ့နော်။ໃຊတဲ့ကိုအာသနာကိုထိုးကြည့်ပါတော့ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်ໃຊတယ်ဗျာ။ဒီမှာကျွန်တော်အဲလာဇီကိုအသင်းမှာໃຊတယ်၄၀ရင်းပြီးမှာပါတော့ ။ဒါလည်းတူဝမ်းလောင်းနဲ့နိုင်သွားမယ်လို့ကျွန်တော်တောင်းတမိတယ်ဗျာ။ဘုရားပွဲစဉ်တပွဲကတော့ကျွန်တော်ဒါပါမန်းနဲ့ဂျူဘင်တတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါဂျူဘင်တတ်အသင်းကတော့တလုံး80နိုင်ဂိုးပေါင်းကနှလုံး80စားစုံမှာဖွင့်ထားတယ်ပေါ့နော်။ဒါဆိုဒီမှာဇယားနေထားကိုကြည့်မယ်ဆိုရင်ပါမန်းတန်းသင်းဆောင်တဲမှာပေါ့နော်အစင်16မှာရှိတယ်28မှာသူ့အပေါ်မှာကက်ကရီယာ30ဘီရိုနာ32ပေါ့နော်။ ဒါပါမအတင်းရတော်တော်လေးရောင်းလာရမှာပေါ့နော်ဒါဂျူဗင်တက်ကတော့ချန်ပီယံလိဝင်ဝင်တနေရအဆင့်၄မှာရှိတယ်ပေါ့နော်59မှာဒီနေ့တင်းရပထမအကြော်တော်ကကန်ခဲ့တာတူတူဆိုရရလာနဲ့ဂျူဗင်တက်ကွဲမှာပြီးခဲ့တယ်ပေါ့နော်လက်ရှိပါမအတင်းရကာရာဖောင်း၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအတင်းကနောက်ဆုံး၅ဘွဲဆက်တည်ဆော့ထားတယ်ပေါ့နော်အင်ကွင်းအဝေးကွင်း တော်တော်လေးချီးကျူးဖို့ကောင်းတယ်ဗောနော်အင်တာမီလန်ဖီယိုရင်တီနာလို့အသင်းတွေကိုနော်သူခံပြီးမှဆော့ထားတာသူတမ်းမစင်းရဘူးဗောဗျာတော်တော်လေးသူကြိုးစားထားတာတွေ့ရတယ်ဗောနော်ဒါတော်တော်လေးချီးချီးကျူးဖို့ကောင်းတယ်ဗောဗျာအဂျူဗင်နာအသင်းကိုချီးမယ်ဆိုရင်ဂျူဗင်နာအသင်းကလည်းနောက်ဆုံးသူတို့ဆော့ခဲ့တာဝေဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးထားတာဗောနော်ရှုံးတာနာပိုလီနဲ့ဖီယိုရင်တီနာကိုရှုံးထားပြီးမှကျန်တဲ့အသင်းတွေကိုတော့သူတို့အနိုင်ဆုံးတည်ပမမွေးအနိုင်တော့သူတို့ကန်ထားတယ်ဗောနော်ဒါကူမိုလို့တိုက်စစ်ကောင်းတဲ့အသင်းကတော့2-1နဲ့နိုင်ထားတာတွေ့ရတယ်ဗောနော် တဟတ်တူဟတ်အနေထားတွေကိုကြည့်မှဆိုရင်ဒီနှစ်သိန်းတွေ့ခါတာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ၄ချိန်၉ဘောဖြစ်ပြီးတစ်ချိန်မှ၉ဘောဖြစ်ထားတာတွေ့ရတယ်ပေါ့နော်ဂျူဝင်တက်က၄ချိန်နိုင်ထားတဲ့တစ်ချိန်ကတော့တည်ချထားတယ်တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာနိုင်ဂျီးယားနှောင်းမှာတော့ကျွန်တော်တို့ဒါပါမအသိန်းက၂၁ရာခိုင်နှုန်းပေါ့နော်ပါမအသိန်းက၂၁ရာခိုင်နှုန်းပေါ့နော်နိုင်ဂျီးယားနှောင်းအဂျူဝင်တက်က59ရာခိုင်နှုန်းပေါ့နော်တည်ချဖို့ကတော့ကျွန်တော်28ရာခိုင်နှုန်းပေါ့နော်ဒါကျွန်တော်ဂျူဝင်တက်ကနိုင်နိုင်ဂျီးများတယ်ပေါ့ဗျာဒီပွဲစဉ်မှာ အာဘာဂျွန်ဂျွန်တက်မှာဆိုကျွန်တော်တကယ်ကောင်းတဲ့တိုက်ဆက်မှုတွေပေါ့နော်ဘယ်လာဟိုဘစ်တို့ဘာတို့လည်းရှိတယ်ဆိုတော့ဒီအော့စ်ကိုကြည့်မှဆိုလို့ရှိရင်လည်းဒီမှာပါမအနိုင်ကို9ဆပေးထားတယ်ပေါ့နော်တကြီးကို4ဆလောက်ပေးထားမှာဂျွန်တက်အနိုင်ကိုတော့1.80ဆိုမှပေးထားတယ်ပေါ့နော်အမင်းနဲ့60အတော်တဲမှာဖြစ်မဲ့လက်သိမ်းပေါင်း9ပေါင်းကြီးအနည်းဆုံးကျွန်တော်တို့နှလုံးနဲ့3လုံးကြားထဲမှာရှိမှဆိုတော့ခြေတော့ဖွင့်ထားတယ်နေ90အတော်တဲ့မှာပါမအတင်းအနည်းဆုံး1လုံးလောက်ထည့်မယ်ပေါ့ဗျာဂျူဗင်တက်လည်းအနည်းဆုံး1လုံးလောက်တော့ထည့်မယ်ဆိုတော့ကြည့်ဖွင့်ထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ကဗောနတမျိုးစဉ်းစားထားတယ်ဒါအဓိကကတော့ဒီချိန်ရောက်လို့ရှိရင်အသင်းတိုင်းကရုံးကန်တက်တယ်ဗောနရုံးရတယ်ဗောနတတမ်းမစင်ရဘူးဗောနတော့ဒီပွဲစဉ်မှာဘော်ဒီမှာဗောနကျွန်တော်ပါမဘော်ဒီစိုက်တယ်ပင်ကိုပေါင်းအောက်ကိုပဲစိုက်တယ်နှလုံးထိစိုက်တယ်ဗျာဝမ်းဝမ်းလို့ပဲကျွန်တော်သတ်မှတ်ထားတယ်ပရီးမီယာလိပစပါနဲ့ Northern Forest ကိုပွဲစဉ်နေဖြစ်တယ်ဗောနဒါစပါအတင်းက level 30ရှုံးတယ်ကိုပေါင်းက1030နိုင်ဆိုမှစတင်ကြီးတွေပြထားတယ်ဗောနဒါစပါအတင်းကတော့တိတိတိုင်းပဲဂျာရက်မှာဗောနဒါကျွန်တော် European League ကန်ထားရသေးတယ်ပေါ့နော်ဒါကျွန်တော်ဒါ from hook ကို1-0နဲ့နိုင်ပြီးမှသူတို့လည်း semi final တက်ထားတယ်ပေါ့ဗျာဇေယျအနေထားကိုကြည့်မှဆိုရင်စပါအတင်းအဆင့်16 39မှတ်မှရှိတယ်ပေါ့နော်တော်တော်လေးဆိုးပါတယ်စပါဒါဒီနီးပြကင်လိုက်မှပဲဒီလောက်ရာသွင်းအောင်ဆိုးသွားတယ်ဗျာရှုံးဘွယ်17ဘွယ်ရှိတယ်ဗျာရှုံးဘွယ်18ဘွယ်ရှိတယ်ပေါ့နော်စပါရဲ့ဒီရာဒီရှုံးဘွယ်18ဘွယ်ရှိရကြောက်ခမန်းလေးလေးပဲ Notian Forest ကတော့ဒါအခုလက်ရှိကျွန်တော်ကြည့်မှဆိုရင်အဆင့်6မှရှိတယ် 30နဲ့အဆင့်ထွက်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုကျွန်တော်တုံးတက်ရမှာဆိုရင်တော့စပါးနဲ့တော့တင်ဟာ forest ဆိုရဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်မှာစပါး level 30ရှုံးနဲ့ဂိုးပေါင်းကြီးက3လုံး30နိုင်ပေးထားတယ်ပေါ့နော်ဇေယအနေထားကိုကြည့်မှဆိုလို့ရှိရင်တော့စပါးအသင်းအဆင့်16မှာရှိတယ်38မှတ်ပေါ့ဗျာဒီရာဒီပေါ့နော်ကျွန်တော်18ပွဲတောင်ရှုံးထားတာတွေ့ရတာပေါ့နော် Northern Forest ကတော့အဆင့်6မှာရှိတယ်58မှတ်ရထားတယ်ပေါ့နော် နော်တန်ဖော်ရက်စ်ကတော့အနည်းဆုံးကျွန်တော်တို့ယူရိုပါလိမောက်ရင်ချန်ပီယံလိဝင်ခွင့်တနေအတွက်တော့ဒီအတင်းတော်တော်လေးရေပန်းစားရပေါ့ဗျာဒီနှစ်တင်းရကျွန်တော်ပထမအကြောအမှချိန်မှာဆိုလို့ရှိရင် Forest က1-0ဆိုရရလာနေနိုင်ထားတာတွေ့ရတယ်။လက်ရှိစပါအတင်းရ Premier League အင်္ဂွင်း5ပွဲကိုချိန်မှာဆိုလို့ရှိရင်တော့9ပွဲနိုင်10ပွဲသေးရင်9ပွဲရှုံးတာ Leicester ကိုရှုံးတယ်၊ Man City ကိုရှုံးတယ်၊ Man U ကိုနိုင်တယ်၊ Bournemouth ကိုတည်ရဆော့တယ်၊ Southampton ကိုနိုင်ထားတာတွေ့ရတယ်ပေါ့နော်။ ပေါ်ရဆက်တင်းရဲ့လက်ရှိကာရဖောင်ဝေဝင်၅ဘွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်၄ဘွဲရှုံထားတယ်ပေါ့နော်။ဒါရှုံထားတဲ့အတင်းတွေကတော့ဘုံမောက်ဖူလမ်နျူကတ်ဆဲအက်စတွန်ဗီလာတို့မှရှုံထားတယ်ပေါ့နော်။အဲကျွန်တော်ဒါ Forest ကအင်ဝင်းပွဲစဉ်တွေမှာပိုကောင်းတယ်ပေါ့နော်။အဝေးဘွဲမှာဆိုသူကောင်းတော့ကောင်းတယ်ဒါပေမဲ့နဲ့ချာတယ်ပေါ့နော်။ဒီနှစ်တင်းရဲ့ကျွန်တော်ဒါ head to head ၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ5ဘောနှစ်ချိန်နဲ့5ဘော3ချိန်ကြာထားတာတွေ့ရတယ်ပေါ့နော်။ ဒါစပါအသင်းက၄ချိန်နိုင်ထားတယ်တစ်ချိန်က forest နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်အသင်းရဲ့နိုင်ဂျီးယားနှုန်းတွေကိုတွက်ထားတာကတော့ကျွန်တော်ဒါစပါအသင်းက38ရာခိုင်နှုန်းနော်တင်ယား forest နိုင်ဂျီးယားနှုန်းကလည်း38ရာခိုင်နှုန်းနဲ့တရေက28ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ် wines to os မှာတော့ဒါကျွန်တော်စပါအသင်းကနိုင်ဂျီးယားနဆကွယ်ပြထားတယ်တရေကို၃ဆကွယ်ပြထားတယ်ဗောနော forest လည်းနဆကွယ်ပဲပြထားတယ်ဗောနော မိနစ်60အတွက်တော့မှဖြစ်မယ်နဲ့သိမောင်းပေါင်းကြီးရနေဆုံးတောင်းလုံးထီရောက်မယ်ဆိုတော့ခြေဥဖွင့်ထားပါတယ်။စပားအတင်းအနည်းဆုံးနှလုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဥဖွင့်ထားတယ်။ forest အတင်းကတော့အနည်းဆုံးတစ်လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဥဖွင့်ထားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်မှာအိမ်ဝင်ပွဲစဉ်လည်းဖြစ်နေတယ်ဂျားထဲမှာယူရိုပါတီတစ်ပါးလည်းလက်ကမ်းထားတယ်ဆိုတော့မှန်တယ်ပေါ့နော်။ပွဲလည်းပန်းနိုင်သလားတစ်ချက်တော့စဉ်းစားကြည့်ရမယ်ပေါ့နော်။အခုပေးထားတဲ့ခြေရတဲ့ level မှ30ရှုံးဆိုတော့စပားရဲ့အဆင့်တန်းတော်တော်လေးဆိုးသွားပြီပေါ့ဗျာ။ အရင်တော့ဒီနဲ့တင်းတွေးခဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်စပအတင်းကနေဆုံးကျွန်တော်တို့တလုံး40ရှုံ50ရှုံလောက်တော့ပေးဘူးတယ်ပေါ့နော်အရင်ရင်ပွဲတွေမှာဆိုအခုဆိုရင်စပအတင်းရဲ့အတန်ဘယ်လိုပြောမလဲတော်တော်လေးခြာနေတာပေါ့နော်ဒါကစားတဲ့ပုံစံနဲ့ဆိုဒီပွဲစဉ်မှာတော့ကျွန်တော်နမွေးရွေးချယ်တာပေးရပေါ့နော်အဓိကတော့ကျွန်တော်ဒီပွဲစဉ်မှာအနည်းဆုံး3လောင်းထိတော့ရောက်သွားမယ်ထင်တယ်ပေါ့နော်အခု3လောင်း10နိုင်ဆိုမှကျွန်တော်ဒီပွဲစဉ်မှာ5ပေါင်းအပေါ်ပေါ့နော်5ပေါင်းအပေါ်3လောင်း3လောင်းထိကြိုက်တယ်ပေါ့နော်ဘော်ဒီမှာတော့ကျွန်တော်ဒီပွဲစဉ်မှာ စပါအတင်းနဲ့နိုင်ဘွယ်လို့အနေနဲ့အတွက်စပါအတင်းအနည်းဆုံး2ဝမ်းလောက်နဲ့နိုင်တော့မလို့ထင်တယ်ဗောနစပါဘော်ဒီကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဂျီရိုနာနဲ့ရီယယ်ဘက်တစ်တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အဝေးဝင်ဘက်တစ်က level 20ရှုံးနဲ့ကိုပေါင်းကြီးကနှလုံး80ရှုံးဆိုမှပေးထားတယ်ဗောနဂျီရိုနာကဒီရာသီတော်တော်လေးခြေစွမ်းဆိုးနေတဲ့အထက်မှာပါတယ်ဗောနနောက်တန်းအဓိကနောက်တန်းသူတို့ရဲ့နောက်တန်းဂိုးတွေဗောနကျွန်တော်တို့ကအလူရေဆက်လက်နဲ့မကွာဆိုလို့ပဲအလူပေးနေတယ်လို့ပဲဗောနော် ကိုတွေအများကြီးပေးထားတာတွေ့ရတယ်။သူတို့ပေးထားတဲ့ကိုကရကို38ကိုပေးကို48ကိုရှိရတယ်။ပေးကို minus တောင်ဖတ်သွားတာပေါ့နော်။ဆိုဂျီလိုနာတရား36မှာရှိရ34မှာသူ့အောက်မှာလက်ပါမှာ32မှာဗျာ။တန်းစင်းစုံတဲတော့ရောက်သွားတာဗျာဂျီလိုနာအတင်းတော်တော်လေးကိုစိုးတယ်ဗျာ။ဖီယက်ဘတ်တဲ့အတင်းကတော့အဆင့်6မှာရှိရ48မှာပေါ့ဗျာ။ဒီနဲ့တည်းရဲ့ပထမအကြောင်းကိုကြည့်မှဆိုရင်11ဆိုတဲ့ရလာနဲ့ဘက်တရီကွင်းမှာ11ကျထားပါတယ် လက်ရှိဂျီရိုနာအသင်းရဲ့ကာရဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲသိရနှစ်ပွဲရှုံးထားတယ်အင်္ဂွင်ပွဲစဉ်လေးတွေမှာတိုက်စစ်ကဂိုးတွေကတော့ထဲ့လာတော့တွေ့ရတယ်ပေါ့နော်ရီယယ်ဘက်တစ်ကိုကြည့်မယ်ဆိုရင်ရီယယ်ဘက်တစ်ကလည်းဒါကျွန်တော်တို့ကွန်ဖရင့်စ်လေးပေါ့နော်ဆီမီဖိုင်နယ်တက်သွားပြီဒီအတွင်းကလည်းအခုကျွန်တော်ဒါဝေကွင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်လည်းဒါလာလီဂါမှာဆိုရင်၃ပွဲနိုင်တပွဲသေးတပွဲရှုံးထားတယ်ပေါ့နော်။ဒါရှုံးတာတော့ဆယ်တာဘီကိုရှုံးထားတယ်ပေါ့။ဒါဘာစီလိုနာလိုအသင်းကိုတည်ဆော့ထားတာတွေ့ရတယ်။ ဒီနှစ်တင်းရဲ့ကျွန်တော်ဒါနောက်ဆုံးတွေ့ရတဲ့ head to head ငါးချိန်ကိုကြည့်မယ်ဆိုရင်ဒါ၃ချိန်က goal ပေါ်ဖြစ်ထားတယ်နှစ်ချိန်ကတော့ goal ဖြစ်ထားတယ်ဒါတွေ့တဲ့ပွဲတိုင်းမှာအပြန်အလှန် goal တွေထည့်ကြတာတွေ့ရတယ်ပေါ့နော် head voting to score ဖြစ်ထားတာများတယ်ပေါ့နော်ဒါနိုင်ထားတဲ့အချိန်ရည်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ bet နဲ့ချိန်နိုင်တယ်ဂျီရိုနာနဲ့ချိန်နိုင်တယ်တစ်ချိန်ကတော့တည်ရကြထားတာတွေ့ရတယ်ပေါ့နော်ဂျီရိုနာနဲ့ကျွန်တော် Real Betis တို့ရဲ့ပွဲစဉ်မှာနိုင်ဂျီယာနှုန်းကတော့ဒါဂျီရိုနာအတန်း35ရာခိုင်နှုန်းနဲ့ Betis က41ရာခိုင်နှုန်းထုံမှာပေးထားတယ်ပေါ့နော် ဒါ once to us မှာဆိုရင်ဂျီရိုနာအနိုင်ကို3စတရေကို4စဘက်တစ်အနိုင်ကို2စကွာပေးထားတယ်ပေါ့နော်မိနစ်60တော်တယ်မှာအနည်းဆုံး3လောင်းထိဖြစ်မယ်ဆိုတော့ဂျီကိုတော့ဖွင့်ထားတယ်ပေါ့နော်ဂျီရိုနာတင်ရတော့အိမ်ကွင်းမှာတော့အများအားဖြင့်ဂိုးတွေတွင်းလေးရှိတယ်ပေါ့နော်ဒါအနည်းဆုံး3လောင်းတော့ရသွားနိုင်တယ်ဆိုတော့ဂျီရောဖွင့်ထားတယ်ရီယန်ဘက်တစ်ကတော့အနည်းဆုံး၃လုံးလောက်တော့ရသွားနိုင်တယ်ပေါ့နော်1121ဒီလိုသဘောမျိုးပါပဲဒီပွဲစဉ်မှာတော့ကျွန်တော်က2မျိုးရေးချက်ထားပြီးတယ်နံပါတ်1ကတော့ကျွန်တော် ကိုပေါင်းအဓိကတောင်းလုံးဖြီးကြိုက်တယ်ဗောနော်ဒီပွဲဆက်မှာကိုပေါင်းအပေါ်ကြိုက်တယ်ဗောနော် body မှာတော့ကျွန်တော် reactive 2-1လောက်နဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဒါညီကိုတို့အားလုံးအသင်ပြေကြပါစေဗောနော်ဘောလုံးဘွဲတွေလည်းပေါက်ကြပါစေဒါတရချိုတင်မြန်မာလောက်ခံတဲ့ဗီဒီယိုဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကြည်လို့ထိုးလို့အဆင်မပြေဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့နားထောင်ပေးပါကြည့်ရှုပေးပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးနေကောင်းချမ်းသာကြပါစေမြန်မာပြည်ကြီးလည်းငြိမ်းချမ်းသာစေဗျာ